ဓမ္မမတော်ဟောင်းများဒီနေ့ဦးဇင်းတို့ဗာတရားဟောပြခြင်းလေဆိုလို့ရှိရင်မူလပဏာတပါဠိတော်မှာလာရှိတဲ့ဝိတကတန်ဌာနသုတ်တံဆိုတာကိုဦးဇင်းတို့ဒီနေ့ပြောပြပါမယ်ဝိတကတန်ဌာနသုတ်တံဆိုတာကမိမိတို့ရဲ့တန်တံမှာဇာကဒေါသမောဟအစရှိတဲ့ ကိလေသာတရားတွေနဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့အတွေးတွေအဲ့ဒီယုံညံ့တဲ့အတွေးတွေကိုဘယ်ပုံပဲနည်းဖယ်ရှားရမလဲဆိုတာကိုမြတ်စွာဘုရားသင်ကြားပေးထားတဲ့တုတ်တန်တရားဒေသနာတစ်ပုဒ်နော်မြတ်စွာဘုရားကတတ္တဝါတွေရဲ့ပုံမှာကောင်းကျိုးချမ်းသာကိုပြည့်ပြည့်ဝဝရစေဖို့လိုလားတော်မူတာဖြစ်တဲ့အတွက်ကြောင့်ဆင်းရဲဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့အကုဒုတရားတွေကိလေသာတရားတွေကို ဘယ်နည်းနဲ့ပယ်ရှားနိုင်အောင်လုပ်ရမလဲဆိုတာကိုနှီးမျိုးစုံနဲ့မြတ်စွာဘုရားသင်ပေးတယ်ပေါ့နော်အဲ့ဒါကိုပေးတဲ့ဘောင်းတရောင်းတို့နာယုမှသားပြီးတော့ဘဝမှာလက်တွေ့အသုံးချကြည့်ကြရမယ်ပေါ့အဲ့တော့ဦးဇင်းတို့ဒီနေရာမှာဝိတကတန်ဌာနာဝိတကဆိုတဲ့စကားလုံးလေးအလုံးနားရင်ထားပြီးသားဝိတက်ဆိုတာမှာတော့အတွေးပေါ့နော်အတွေးတွေတွေးနေတာ ဒီအတွေးတွေဆိုတာကအတွေးတိုင်းဆိုးတယ်လို့ပြောလို့တော့မရပါဘူး။ကောင်းတဲ့အတွေးတွေလည်းမရှိဘူးလားဗျာ။နော်။တချို့အတွေးတွေကအလွန်ကောင်းမွန်တဲ့အတွေးကြောင့်သူ့ကိုများများတွေးပေးနိုင်မယ်ဆိုရင်ပွားများအထောက်နိုင်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာဖို့တောင်ရရှိနိုင်တယ်လို့အဲ့လိုမြင်မာတဲ့စွမ်းရည်ရှိတဲ့လိုလားအပ်တဲ့အတွေးတွေလည်းရှိတယ်ပေါ့။လိုလားအပ်တဲ့အတွေးတွေကဘာလို့ဘလို့အတွေးတွေတော့နိခမဝိတ္တေတဲ့ ထွမြောက်မှုလွန်မြောက်မှုနဲ့ဆက်ရှင်တဲ့အတွေ့အကြုံအကုသိုလ်တရားတွေကနေဘလုံးကထွမြောက်အောင်調査ရမလို့ကုသိုလ်ဖြစ်အောင်မလို့လုပ်ရမလို့ကုသိုလ်ဖြစ်အောင် လုပ်တယ်ဆိုတာကုသိုလ်ဖြစ်သွားတယ်ဆိုတာကိုကအကုသိုလ်တရားတွေယုံညံ့တဲ့တရားတွေကနေပြီးတော့ထွမြောက်သွားတဲ့သဘောပဲအဲ့လိုကုသိုလ်ဖြစ်အောင်တွေးတယ်ဒါဟာလည်းပဲနိကမဝိတ္တလို့ဆိုရမယ်ပေါ့နော်နောက်အရှင်တို့ကာမကနေထွမြောက်အောင်調査တယ် ဒုက္ခတွေရဲ့ဖြစ်เสียအကြောင်းတရားဖြစ်တယ်ဒီဝိတုကာမကိလေသာကာမကလွတ်မြောက်နိုင်အောင်ကြိုးစားတယ်ဆိုတာလဲဒါပါလဲနိခမဝိတက်ကိုခြေခံရတာအဲ့ဒီလိုအတွေးမျိုးကြတော့ဒါအလွန်တန်ဖိုးကြီးမားတဲ့အတွေးပဲနောက်ဦးဇင်းတို့အပြဝါဒဝိတက်ဆိုတာလဲရှိတယ်တဲ့အပြဝါဒဝိတက်ဆိုတာမေတ္တာနဲ့ရှင်တဲ့အတွေးပေါ့နောက်တတ္တဝါတွေရဲ့ပုံမှာကောင်းကျိုးချမ်းသာရရှိလိုတဲ့မေတ္တာတတ်နဲ့ရှင်တဲ့အတွေး ဒီလိုအတွေးတွေကြတော့လည်းပဲအရန်တန်ဖိုးကြီးမားတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်။နောက်ဦးဇင်းတို့အဝိဟိန္ဒဝိတ္တဆိုတာလည်းရှိတယ်တဲ့။အဝိဟိန္ဒဝိတ္တဆိုတာကမညင်သေးမှုနဲ့ဆက်ရှင်တဲ့အတွေးတနည်းအားဖြင့်တနာကျင်နာမှုနဲ့ဆက်ရှင်တဲ့အတွေးတွေ့တတဝါတွေရဲ့တွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခတွေကလွတ်ကြပါစေဆိုတဲ့ကရုဏာနဲ့ရှင်တဲ့အတွေးပေါ့။အဲ့ဒီလိုအတွေးတွေကြတော့လည်းပဲအလွန်မြင့်မြတ်တယ်ပေါ့။ ညင်မြတဲ့အတွေ့အကြုံဘယ်နှမျိုးတော့သုံးမျိုးပေါ့နော်အကြံမြဲနေကမဝိတ္တအာကုတ္တကနေထွံ့မြောက်နိုင်မှုကိလေသာကနေထွံ့မြောက်နိုင်မှုကာမကနေထွံ့မြောက်နိုင်မှုတွေးတဲ့အတွေ့ဟုတ်လားအပြပါဒဝိတ္တအတ္တဝါရရဲ့ပုံမှာချမ်းသာစီလိုတဲ့မေတ္တာစိတ်နဲ့တွေးတဲ့အတွေ့အဝိဟိန္ဒဝိတ္တတတ္တဝါရရဲ့ပုံမှာဆင်းရဲဒုက္ခလွတ်မြောက်သွားစီလိုတဲ့တဏှာကျင်နာမှုနဲ့ ပတ်သက်တဲ့အတွေးဆိုတာအဲ့ဒီအတွေးတွေကြတော့ဘာလို့ဖို့လို့တော့မွေးမြူဖို့လို့လည်းကြီးထွားလာအောင်ကြိုးစားဖို့လို့လည်းခုဒီနေရာမှာမြတ်စွာဘုရားကဖယ်ရှားဖို့ဟောကြားတဲ့အတွေးတွေကဘလို့အတွေးတွေတော့အဲ့ဒီပါဠိတော်ထဲမှာတော့ယာကဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေးရုပ်ညက်တဲ့အတွေးလို့အဲ့လိုဟောတယ်။နောက်တချို့ပါဠိတော်ဒေသနာတွေတော်တော်များများထဲမှာတော့ ကာမဝိတ္တပြဘာဒဝိတ္တဝိဟိန္တဝိတ္တလို့မကောင်းတဲ့အတွေ့အသုံးမျိုးကိုအဲ့လိုဖော်ပြတာလည်းရှိတယ်။အဲ့ဒီဖော်ပြချက်ကတော့နေရာတော်တော်များများမှာတွေ့ရတယ်ပေါ့နော်။ကာမဝိတ္တဆိုတာကတော့ကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့အတွေ့ကြည်လိုစိတ်မြင်လိုစိတ်နဲ့တွေ့နေတာကြားကျင်စိတ်နားထောင်လိုစိတ်နဲ့တွေ့နေတာနန်းရှူခြင်းစိတ်စားတောက်ခြင်းစိတ်တွေ့ထိခြင်းစိတ်တွေနဲ့တွေ့နေတာဒါကဘာလို့ခေါ်တော့ကာမဝိတ္တဟုတ်လား။နောက်ဇာဘာဒဝိတ္တတဲ့ သူတစ်ပါးရဲ့ပုံမှာမစိတ်တိုင်းမချမ်းမှုမကြည်နှက်မှုတွေ့ကြုံလာတဲ့အာယုန်တွေနဲ့ပတ်သက်ပြီးတော့စိတ်တုံမှုဒေါသဖြစ်မှုအလိုမချမ်းမှုတွေနဲ့တွေးနေတဲ့အတွေ့အကြုံကြတော့ပြဘာသာဝိတ္တဒေါသနဲ့ဆက်ရှင်တဲ့အတွေ့အကြုံနော်။နောက်အရှင်တို့ဝိဟိန္တဝိတ္တဝိဟိန္တဝိတ္တကြတော့သူကဒေါသအပြင်းသားဖြစ်သွားပြီ။မကြည်နှက်ယုံများစိတ်တိုင်းမချယုံများမကဘဲနဲ့အဲ့ဒီမကြည်မနှက်ဖြစ်နေတဲ့စိတ်တိုင်းမချဖြစ်နေတဲ့တတ္တဝါသုံးဖို့တက်မဲ့ဒါတွေရဲ့ပုံမှာဖြည့်စည်းလိုစိတ်နဲ့ ညင်းစဲလူစိတ်နဲ့မှတွေးလာတဲ့အတွေ့အော။ဟာဒီလိုဒုက္ခရောက်တော့မပြောလဲရမှကိုကျင်းတယ်မယ်လှုပ်လဲရမှကိုကျင်းတယ်မယ်ဘလို့ပြောရမလဲဘလို့လှုပ်ရမလဲသူပါဆင်းရဲတော့အောင်။နော်ကာယကံဝစီကံအဖြစ်စူးစမ်းဖို့စိတ်ကူးတာတွေးတာဒါဟုတ်ပြောတော့ဝိရိယနာဝိတ္တအဲ့ဒီကာမဝိတ္တမြဘာဒဝိတ္တဝိညာဝိတ္တဆိုတဲ့ယုံညက်တဲ့အတွေးတွေကတော့ဆင်းရဲဒုက္ခကိုဖြစ်စေတဲ့အတွေ့အကြုံဖယ်ရှားရမယ်အတွေးတွေပေါ့အဲ့ဒါမြတ်စွာဘုရားကဒီတုတ်တံမှာတော့ ရာဂဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေ့လို့အဲ့လိုပြောတယ်။ကာမဝိတ္တ၊ဗျာပါဒဝိတ္တ၊ဝိညာဝိတ္တဆိုတဲ့အတုံးနှုံးလေးနဲ့မပြောဘူးနော်။ရာဂဒေါသမောဟရာဂဆိုတာဘာပြောတာတော့ဆွဲမဲ့တာကိုပြောတာ။လောဘအပြင်းသားပေါ့။နောက်ဝိဖြူဖြူလေးပေါ်မှာနော်ဆွဲသေးတဲ့တဲ့ထင်းစီတဲ့တဲ့ဆေးရောင်တစုံတရာကျသွားပြီဆွဲသွားပြီဆိုလို့ရှိရင်ချွတ်ဖို့တော်တော်ခက်သွားတယ်။နောက်မင်းနေပါလေဆိုးသွားပြီဆိုလို့ရှိရင်ချွတ်ဖို့မလွယ်တော့ဘူး။ အဲ့လိုပဲအာယုံတစ်ခုရဲ့ပေါ်မှာစိတ်ကအယံဆွဲသွားတယ်။မကြာခဏအမှတ်ရနေတယ်။တော့ဒါကိုကြည်ကျင်နေတယ်၊မြင်ကျင်နေတယ်၊ကြားကျင်နေတယ်ဒါကိုပဲစိတ်ကရောက်ရောက်နေတယ်ဒါနဲ့ပဲတွေ့ကျင်နေတယ်ဘာဖြစ်နေတုန်းဆွဲနေတယ်။အဲ့ဒါကိုဘာလို့ခေါ်တော့ယာကဟုတ်ရလား။တော့ဒေါသဆိုတာကျတော့ပိတ္တုံနားလဲပါတယ်။စိတ်တိုင်းမကြတာအလိုမကြတာစိတ်တိုတာစိတ်ဆိုးတာနော်ဗမာစကားလုံးဖြစ်နေပါပြီဒေါသက။မောဟဆိုတာကျတော့အမှန်တရားကိုမသိတာ။ အဖြစ်ပေါ်နေတာကတမျိုးကိုသိထားတာနားလည်ထားတာကတမျိုးဒီလိုမျိုးဖြစ်နေတဲ့အခြေအနေနဲ့သိနေတဲ့အခြေအနေနဲ့ကတတ်တူမကြဘူးပေါ့ဒါပေမဲ့ပြောတော့မောဟပြောလို့ရှိရင်တော့တစ္ဆာလေးပါအမှန်တရားကို မသိတာပေါ့ဝါကနာဟာစင်ရဲတယ်လို့မသိဘူးလူချင်းမမောမှုလောဘတိဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်လို့မသိဘူးလောဘချုပ်ခြင်းတိဒုက္ခချုပ်ရာဖြစ်တယ်လို့မသိဘူး ဘဂင်ရှင်ပါသည်ဒုက္ခချုပ်ရာသို့ဆက်ရောက်စေတဲ့တခုတည်းသောလမ်းကြောင်းဖြစ်တယ်လို့ဒါကိုလည်းမသိဘူးအမှန်တရားကြီး၄ချက်ကိုမသိတာကိုမောဟလို့ဒေသနာတော်တွေထဲမှာမြတ်စွာဘုရားအတိပဲဖွင့်ဆိုပြတာကိုများစွာတွေ့ရတယ်ပေါ့ခုဒီမှာမြတ်စွာဘုရားကဖေရှားဖို့ကြိုးစားရမယ်ဖေရှားဖို့ကြိုးစားကြိုးစားတဲ့နေရာမှာဘယ်ပုံမနည်းကြိုးစားမလဲလို့သင်ပြထားတဲ့နေရာမှာဖေရှားဖို့ကြိုးစားရမယ် အတွေ့ကဘလို့အတွေ့တော့ယာကဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေ့ယုံညံ့တဲ့အတွေ့ပူလောင်တဲ့အတွေ့အဲ့ဒီအတွေ့တွေဖြစ်လာပြီဆိုရင်ဘလို့လို့ရမလဲဆိုတာကိုမြတ်စွာဘုရားသင်ပေးတာအဲ့ဘလို့စပြီးတော့ဟောတာတုံးဆိုတော့ယဟန်တို့တဲ့တရားဘာဝနာလို့အထောက်ကြတဲ့ပုံကိုယ်တွေအတွက်ဒီလိုယာကဒေါသမောဟနဲ့ဆက်ရှင်တဲ့ယုံညံ့တဲ့အတွေ့တွေဆိုတာရံဖန်ရံခါဖြစ်လာတတ်တယ်ဟုတ်လားဝိပဿနာဘာဝနာတရားကြိုးစားအထောက်ဖို့ တော့အခြေခံအဖြစ်တည်ငြိမ်မှုဆိုတဲ့တမာတိကိုရဖို့အတွက်အရင်ကြိုးစားကြရတာရှိတယ်ဟုတ်လားအဲ့ဒီလိုမြင့်မြတ်တဲ့အစဉ်အတန်းရှိတဲ့စိတ်ကိုရအောင်ကြိုးစားတဲ့နေရာမှာဒီရာဂဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေးတွေကဖြစ်လာတတ်တယ်တဲ့အဲ့လိုဖြစ်လာပြီဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလို့တဲ့နောက်နံပါတ်1အာယုံပြောင်းတဲ့နေနဲ့အဲ့ဒီအတွေးတွေကိုဖယ်ရှားရမယ်ဒါကအကျဉ်းမြင့်လေးဘုံဘုံတို့ကမတိကအနေနဲ့ပြောလိုက်တာပါ အာယုံပြောင်းပြရမယ်ဆိုလိုတာကဒီအတွေးတွေကဘာကြောင့်ဖြစ်နေတာတော့ဘာကိုအကြောင်းပြုပြီးတော့ဒီအတွေးဖြစ်နေတာတော့အဲ့လိုဆိုရင်အဲ့ဒီအတွေးဖြစ်ခြင်းရဲ့အကြောင်းတရားကိုမစဉ်းစားတော့ဘူးเนาะအကုသိုလ်ဖြစ်ခြင်းရဲ့အကြောင်းတရားတွေကိုမစဉ်းစားတော့ဘူးမတွေးတော့ဘူးကုသိုလ်ဖြစ်ခြင်းရဲ့မြင့်မြတ်တဲ့မွန်မြတ်တဲ့အာယုံကိုပြောင်းပြီးတော့စဉ်းစားဆင်ခြင်ခြင်းအဖြစ်စောစောကဖြစ်နေတဲ့ယုံညံ့တဲ့အတွေးတွေကိုဖယ်ရှားပြင်မဲ့ပေါ့အာယုံကိုပြောင်းပြလိုက်တာဟုတ်လား အဲ့ဒါကိုမြတ်စွာဘုရားဥပမာဘလို့ပေးတုံးဆိုတော့နော်လက်သမားဆရာကနော်ကြီးတဲ့တက်ကိုနှုတ်ပြခြင်းတယ်ဆိုလို့ရှိရင် သေးတဲ့တက်နဲ့အရင်ရိုက်ပြီးတော့ချွတ်ရတယ်ဟဲ့တဲ့အဲ့ဆိုကြပါစို့အရှင်တို့ဒါလှော့တိုက်တဲ့လူတွေအရှင်တို့ကတော့ရွာမနေကြတုန်းကလှော့တိုက်တဲ့တကားကြီးတွေလှော့တိုက်ကြတာကိုတွေ့ရတယ်ဒါလှော့ချောင်းကောင်းကောင်းဆွဲလို့ရအောင်နော်ခွဲပြီးသားပြင်ပြနှစ်ချက်ကြားကိုလှော့ချောင်းကြားတဲ့ကိုတက်ကြီးထိုးတာလား တကြီးရိုက်တာအဲဆိုရင်လှော့ဆွဲရတာပို့ပြီးတော့လှော့မညက်ဘူးပေါ့ပြီးလို့အဲ့ဒီတက်ကိုနှုတ်ချင်ပြီဆိုလို့ရှိရင်ဘလို့လောတော့သူ့ရဲ့ရှေ့ကနေပေါ့သူ့ရဲ့နည်းနည်းသေးတဲ့စိုးလေးရိုက်ထည့်လိုက်လို့ရှိရင်စောစောကရိုက်ထားတဲ့တက်ကြီးကချောင်းပြီးတော့ပြုတ်ထွက်သွားရတယ်ဒါကိုမြတ်စွာဘုရားဥပမာပေးတာတော့သေးငယ်တဲ့တက်စုမေနလို့ဒီလိုလဲသုံးတယ်တန်ချောင်းမှာဟုတ်လားသေးငယ်တဲ့တက်စုဖြင့်ကြီးတဲ့တက်စုကိုရိုက်ချွတ်ပြီးတော့ဆွဲနှုတ်လိုက်တဲ့လိုမျိုး နော်မုံမြက်တဲ့ကောင်းမွန်တဲ့အာယုံကိုပြောင်းပြီးတော့နော်စဉ်းစားလိုက်ချင်းတွေးတောလိုက်ချင်းအဖြစ်အာယုံပြောင်းလိုက်ချင်းအဖြစ်စောစောဖြစ်နေတဲ့ယုံညံ့တဲ့အတွေ့တွေပဲဖြစ်သွားတော့ဖြောက်သွားတယ်တဲ့အဲ့ဒီနေကအလွန်တရာမှအသုံးတဲ့တဲ့နေပဲနော်ကျန်တဲ့နေတွေလည်းပဲအသုံးသွားနေသူတို့တဲပါတယ်နီး၅မျိုးတောင်နဲ့ဆိုတော့ပြန်ပြောတယ်ခုဒီနီးလေးကိုတော့ဦးဇင်းတို့နည်းနည်းလေးဦးစားပေးပြီးတော့ပြောရင်လည်းအာယုံပြောင်းတဲ့နေချာအဲ့ဒါကိုသူရဲ့ဒီသုတ္တမဖွင့်ဆိုတဲ့အထက္ခဏာထဲမှာအจิตတဝ ဖွင့်ဆုံပြတယ်။ဆိုကြပါစို့တဲ့။ဇာကဒေါသမောဟတွေကဘာကြောင့်ဖြစ်တာတော့။တခုချင်းစိတ်ရှိလက်ရှိရှင်းပြတဲ့တက္ကရာဆရာတော်ဘုရားကြီးကဟုတ်လားဆိုကြပါစို့ဇာကဖြစ်တယ်၊ဆွဲမဲ့မှုဖြစ်တယ်ဆိုတာကနှမျိုးရှိတယ်။သက်ရှိတတ္တဝါတွေလူသားတွေနဲ့ပတ်သက်ပြီးတော့ဆွဲမဲ့တဲ့ဇာကရှိတယ်တဲ့။နောက်တက်မဲ့သင်္ခါရဗဟိတနောက်ပစ္စည်းဝိတုတွေနဲ့ပတ်သက်ပြီးတော့ဆွဲမဲ့တဲ့ຢာကလည်းရှိတယ်တဲ့ဟုတ်နှမျိုးကွဲသွားတယ်နော်ဆွဲမဲ့မှုဆိုတာ လူချင်းချင်းပေါ်မှာဖြစ်တဲ့ဆွဲမဲ့မှုရှိတယ်။ပရိသတ်လေးတွေရဲ့ပေါ်မှာဆွဲမဲ့တဲ့ဇာကကောင်မရှိဘူးလား။ရှိတယ်နော်။အဲ့လိုပဲဥရှင်တို့သင်္ခါရတရားတက်မဲ့ဗဟိတဝိထုပစ္စည်းတွေရဲ့ပေါ်မှာဆွဲမဲ့တဲ့ဇာကလည်းရှိတယ်။အဲ့ဒါကိုကြောက်တော့အောင်ဘယ်လိုလုပ်အောင်မလုပ်ဆိုတော့ကိုယ့်ရဲ့ဇာကကတတ္တဝါတွေရဲ့ပေါ်မှာဖြစ်နေတဲ့ဇာကဆိုလို့ရှိရင်တော့အတုပဘာဝနာဆိုတဲ့အတုပနမိတ်မတင့်တယ်ဘူးဆိုတဲ့ဒီအနေထားဒီအာယုံကိုမြင်အောင် အာယုံပြုခြင်းအဖြစ်စဉ်းစားခြင်းအဖြစ်အဲ့ဒီຢာကဆိုတဲ့ယုံညံ့တဲ့အတွေ့ကိုဖိရှားပြရဟောပိုင်းခြားပြီးတော့ပြောတာနော်တက်မဲ့တွေရဲ့အပေါ်ပစ္စည်းဝတ္ထုတွေရဲ့အပေါ်မှာဖြစ်နေတဲ့ຢာကဆိုရင်တော့အနေဆသဘောကိုစဉ်းစားပြီးတော့စဉ်းစားဆင်ခြင်ရမေးတဲ့မတည်မြဲတဲ့သဘာဝပေါ့နော်မတည်မြဲတဲ့သဘာဝကိုစဉ်းစားဆင်ခြင်ခြင်းအဖြစ်တက်မဲ့အရာဝတ္ထုတွေရဲ့အပေါ်မှာစွဲမဲ့နေတဲ့ຢာကကိုဖိရှားရမယ်တော့ဒီနေရာမှာဦးဇင်းတို့ သက်ရှိတဲ့ပုံမှန်ဖြစ်တဲ့ຢာကဆိုရင်အတုဘမတင့်တယ်တဲ့အာယုံကိုပြောင်းရမယ်ဟုတ်လားတမဲ့ရဲ့ပုံမှန်ဖြစ်နေတဲ့ຢာကဆိုလို့ရှိရင်အနေဆာဆိုတဲ့မတီးမြဲမှုဆိုတဲ့အာယုံကိုပြောင်းယူရမယ်အဲ့တော့အတုဘနဲ့ပတ်သက်ပြီးဟိုဒီနေ့ကလည်းပဲဦးဇင်းတို့အများကြီးပြောခဲ့ပါတယ်အဲ့ဒါအဲ့ဒီသုတ်တံမှာဖွင့်ဆိုတဲ့တက္ကရာထဲမှာလည်းအများကြီးပြောထားတယ်တော့ငါဆွဲမဲ့နေတဲ့အရာကတကယ်ဆွဲမဲ့စရာကောင်းလို့လားတကယ်ဆွဲမဲ့စရာဟုတ်သလားကိုယ့်အကိုပဲစီစစ်ကြည့်ရမယ်တဲ့ နော်ဆေဗင်ကိုဆွဲမဲ့တာလားနော်သွေးတွေကိုဆွဲမဲ့တာလားအပေါ်ရအုပ်ထားတဲ့အရေပြားကိုဆွဲမဲ့တာလားအမားကအယိုးကြီးကိုဆွဲမဲ့တာလားလွမ်းချုံထားတဲ့မုံမှန်ထားတဲ့အသားတွေကိုဆွဲမဲ့တာလားဓမ္မဘောထဲတဲကနော်အသက်ရှင်တန်ဖို့အတွက်ယုံကံလှုပ်ရှားနေကြတဲ့နော်အမျိုးမျိုးသောကုဋ္ဌာန်ကလီစာတွေကိုပဲဆွဲမဲ့တလားအဲ့လိုတစ်ခုချင်းစီစစ်ကြည့်မယ်ဆိုရင်တော့ဆွဲမဲ့ခြင်းစရာကောင်းတာတစ်ခုမှမရှိဘူးဆိုတဲ့အဖြစ်မှထွက်မလာဘူးလားထွက်လာတယ် ဒါကပိတ္တတို့တည်ချာချာမှတ်ရမယ့်အရာပေါ့နော်ကိုယ့်ရဲ့ဇာကသည်တရှိတွေရဲ့ပုံမှန်ဖြစ်နေတယ်ဆိုရင်ဘာလို့ရမှာတော့အတုပါဆိုတဲ့အာယုံကိုပြောင်းရမယ်တမဲ့တွေရဲ့ပုံမှန်ဖြစ်နေတဲ့ဇာကဆိုရင်တော့အနေဆာဆိုတာကိုအသုံးချရမယ်အာမတိမြဲတာမဟုတ်ဘူးအခိုက်အတန့်ကာလတစ်ခုမှပဲဖြစ်ပေါ်နေတဲ့အရာတွေလို့အဲ့ဒါလို့စဉ်းစားရမယ်ပေါ့ဟုတ်လားအဲ့လိုနီးနေဇာကနဲ့ဆက်ရှင်နဲ့အတွေ့ကိုပြောင်းအောင်ချောရမယ် ခါဒေါသဆိုကြပါစို့ဟောဒေါသကလည်းပဲဥရှင်တို့တတ္တဝါတွေရဲ့ပုံမှန်ဖြစ်တဲ့ဒေါသရှိတယ်။နောက်တချို့အတိညာအလွန်နေတဲ့ပုံကိုယ်တွေကြတော့တတ်မဲ့အရာဝတ္ထုတွေရဲ့ပုံမှန်တောင်ဖြစ်တဲ့ဒေါသလည်းရှိတယ်။ဟုတ်တယ်မဟုတ်လား။နော်ဘာမှမဟုတ်တဲ့ပစ္စည်းဝတ္ထုစရတော့ခလုတ်တိုက်တယ်ဆိုရင်အဲ့ဒီခလုတ်ကြီးအဲ့ဒီတိုက်မိတဲ့ຢာကြီးကိုစိတ်တို့တာမရှိဘူးလား။တခါလေပစ္စည်းကိုသုံးတယ်သုံးရင်းနဲ့အဆင်မပြေဘူးဆိုဒီပစ္စည်းကိုထုတ်ခွဲပြစ်ခြင်းတိတ်တွေပေါက်လာတယ်နော်။တခါလေဖုံးနေရကြောင်းနေတာမျိုးဟုတ်လား။ လိုင်းကမကောင်းတာမျိုးဆက်ကြားလာကြားလာလုံနေကြားတချို့ကဘာဖြစ်တော့အဲ့ဒါကိုပောက်ခွဲပြစ်ချင်တာမျိုးရှိတယ်ချို့ပောက်ခွဲပြစ်တာရှိတယ်နော်ပုံပုံကြောင့်မှာကိုရင်တစ်ပါးရှိတယ်တော်တော်စိတ်တူတယ် MP4 ဆက်ကလေးတွေ MP3 လေးတွေဆိုသူ့စီဆိုအကောင့်တစ်ခုမှမရှိဘူးနည်းနည်းလောက်ကိုယ်ကဖြစ်တာနဲ့အထုပလိုက်ပြီသူကဒါဘာဖြစ်တာတော့သက်မဲ့တွေရဲ့ပုံမှာဒေါသဖြစ်တာကလက်သက်ရှိတွေရဲ့ပုံမှာဒေါသဖြစ်တယ်ဆိုရင်တော့ဘာကိုအသုံးပြရမလို့ဘလို့အာယုံကြောင်းရမလို့မေတ္တာအာယုံကြောင်းရမယ်တဲ့ တတ္တဝါတွေရဲ့ပုံမှာနောက်ချမ်းသာစီလိုတဲ့မေတ္တာစိတ်ရဲ့မွန်မြတ်ပုံကိုနားလည်ပြီးတော့နောက်တတ္တဝါတွေရဲ့ပုံမှာချစ်ခင်မြတ်နိုးတဲ့စိတ်အချစ်ခင်မြတ်နိုးတဲ့စိတ်ဆိုတာကနောက်အလွယ်ပြောလိုက်တာပါကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်ကိုပြောတာဟုတ်လားကောင်းစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့စိတ်ကိုမေတ္တာအောင်ဒီနေရာမှာအာဩဇာတစ်ခုရှိတာကဒီစိတ်ပေါ်မှာပဲအတိတ်ကမူတည်တယ်ဆိုတာလေးကိုနားလည်စေခြင်းတော်သားဖြစ်တယ်ဆိုတော့လည်းပဲဒီတတ္တဝါတွေကိုအာယုံပြုပြီးတော့ဖြစ်တာ မြစ်တာဖြစ်တယ်ဆိုတာလေဒီတတ္တဝါတွေကိုပဲအာယုံပြုတ်ပြီးတော့ဖြစ်တာနော်ဘာဖြစ်အောင်လုပ်မလဲဆိုတာကိုယ့်ပေါ်မှာအများကြီးမူတည်တယ်ဟုတ်လားမြစ်တာဖြစ်အောင်လုပ်မယ်ကွာမြစ်တာရဲ့ကောင်းကျိုးလေးတွေကိုနားလည်ပြီးတော့